ျွန်တော်ကန်ယူရန်တိုင်းမှာတာဝန်ကြောင်းကကြောင်းကမန်းဆိုတဲ့စစ်စင်ရေးတခုကိုရေတပ်နဲ့ပေါင်းပြီးပါဝင်ခဲ့မှုတယ်ဗျ။ရေရဲချက်ကတော့ရခိုင်ကန်ယူရန်ကနေခိုးထွက်လာတဲ့လူတွေကိုတားဆီးဖို့နဲ့ထိုင်းငါဖန်သင်္ဘောတွေခိုးဝင်လာတာကိုဟန်တားနိုင်ဖို့ပါ။ထားပါတော့ဒါတွေကို friend လို့စိတ်ဝင်လာမှာမဟုတ်ပါဘူး။ကျွန်တော်ပြောပြချင်တာကနတ်ဆိုးတွေဖွက်တဲ့ကျွန်းဒီတစ်ခေါက်စစ်စင်ကြီးကပြင်းစရာလွန်ကောင်းပါတယ်။ ခါတိုင်းခေါက်တယ်လို့ပင်လယ်ပြင်မှာလိုက်တန်းပြေးတန်းကစားရတာကပြောစရာကောင်းပေမဲ့မိမိတို့လိုကုန်းမော်ကကြီးတက်သားတွေဖို့တော့လှိုင်းမှုတဲ့ဒဏ်ဟာငရဲကြနေတဲ့အလားပါပဲမိမိတို့ဟာကုန်းမော်မှာစွာနိုင်ပေမဲ့ရေထဲမှာတော့အတန်တော်မထွက်နိုင်တော့ပါဘူးရခင်ခေါက်တွေကတော့ကန်းကနေမိုင်80မကျော်တဲ့ရေပြင်မှာစစ်ကစားခဲ့ရပေမဲ့ဒီတစ်ခေါက်မှာတော့မြမရေပိုင်နဲ့အဆုံးအထိသွားရမှာဖြစ်ပါတယ်ရီမန်းချက်ဟာမြောက်လက်တီတို့7.8နဲ့အရှိလောင်ကြီးတို့63.8ဆုံရမှာရှိတဲ့ကျိုးစုငယ်လေးတစ်ဝိုက်ကိုဖြစ်ပါတယ် အဲ့ဒီနေရာကိုရေတက်က7 corner လို့ခေါ်ကြပြီးအဲ့ဒီနေရာကကျော်ရင်တော့မြမရေပိုင်နဲ့မဟုတ်တော့ပဲအပြည်ပြည်ဆိုင်ရာရေပိုင်နဲ့ဖြစ်ပါတော့တယ်အဓိကပြစ်မှတ်ကတော့မလကာရေလက်ကြားနဲ့ပီနန်ကျွန်းတစ်လျှောက်မှာတောင်းချမ်းနေတဲ့ပင်လယ်ဓမြရာမိုဆိုတဲ့နဲ့အဖွဲဟာအဲ့ဒီကျွန်းငယ်လေးမှာအသေးဆုံးကျွန်းလေးဖြစ်တဲ့ပလုတ်စီကူကျွန်းမှာခိုအောင်နေကြကြောင်းအမာဂန်နေပြီးတဲ့တဲ့ရင်သွားရောက်ရှင်းလင်းရမှာဖြစ်ပါတယ်ရာမိုဆိုတာဟာမကာအိုကပေါ်တူဂီနယ်ဘောတူဦးဖြစ်ပြီး အသက်က80လောက်ရှိပေမဲ့တံမာဖြက်လက်စွာလှုပ်ရှားနိုင်သေးတယ်လို့သိရပါဗျ။ကဘာပေါ်မှာရှိတဲ့ရေပြင်တွေမှာသူမရောက်ဘူးတဲ့နေရာမရှိလို့ပြောစမှတ်တွင်ပါတယ်။သူဟာဒုတိယကဘာစစ်လက်ကျန်ရေတဲ့သင်္ဘောတစ်စီးကိုပြုတ်ပြင်ပြီးအိန္ဒိယသမုဒ္ဒရာထဲမှာလှုပ်ရှားနေတာနှစ်ပေါင်း20လောက်ကြာမြင့်ပြီဖြစ်ပေမဲ့သူ့ရဲ့လှုပ်ရှားမှုကိုမကြားရတာ၃နှစ်လောက်ကြာပြီဖြစ်ပါတယ်။တည်ဆုံးသွားပြီလို့လည်းတချို့ကပြောကြပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်သတ္တဘက်ကတော့သူ့သင်္ဘောကိုဒီကျွန်းစုလေးရဲ့လေခွေမှာယက်ထားကြောင်း မလေးငါဖန်တင်မော်တစည်းကသတင်းပေးတော့လို့မိမိတို့လိုက်နေကြခြင်းဖြစ်ပါတယ်မိမိထင်းချုံခန်းနဲ့ရောက်သွားတဲ့အခါမှာရည်ရင်မှုကကိုမျိုးကြီးခမရလူတွေကိုအတင့်လောက်ခန်းနဲ့တော့နောက်တနားကြီးဆိုကျွန်းသားရောက်ပြီးရည်ရင်မှုပြောလာလို့အောက်ထက်ကိုပြန်ဆင်လာပြီးမိမိရဲ့ကန်းတက်အဖွဲသားတွေကိုမှာကြပြီးတဲ့နောက်မှာကိုကိုရန်လည်းပြင်ဆင်စရာရှိတာကိုပြင်ဆင်နေလိုက်ပါတယ်အဲ့ဒီအခါမှာရည်ရသားမဟုတ်ပေမဲ့တင်းမောပေါ်မှာအနေကြလာလို့တင်းမောအရှင်လျှော့ချလိုက်ကြောင်းသတိထားလိုက်မိပါတယ် မရှိမနှောက်မှာပဲအချက်ပြေးတန်လေးစူညာလာပြီးရေတက်ကအဖွဲတွေဟာတိုက်ပွဲဝင်ရန်အသင့်နေထားကိုပြင်ဆင်နေကြတာကိုတွေ့လိုက်ရပါတယ်။ဒါနဲ့အပေါ်ရက်ကထင်းချုပ်ခန်းစီကိုပြေးတက်လာခဲ့ပါတယ်။အခန်းထဲရောက်တဲ့အခါရေရင်မှုကမှန်မြောင်းတက်လက်နဲ့အလုံးရှုံနေပြီးသူ့ဘေးမှာတော့အိတ်ဆူကမြေပုံထောက်ပြီးနေပါတယ်။ရေရင်မှုကမင်းမိပဲလှည့်ကြည့်ပြီးကိုမျိုးကြီးအချိန်တွေကထိတွေ့မှုဖြစ်မဲ့ပုံပဲအဓိကပြစ်မှတ်ကိုတွေ့နေရပြီးသူတို့ဘက်ကနေရာအပြင်ယူထားတယ်ကိုဒီကနေ180လောက်ပြီးစောင့်နေမယ်။ ကွန်မြူတိုဖွဲ့တဲက ref နဲ့ဝင်မှာတတိတော်ထားပြစစ်သင်းဘောကဟောင်းနေပြီဆိုပေမဲ့ operational ဖြစ်နေတော့မယ်လို့အမိန့်ပေးလိုက်ပါတယ်မိမိနဲ့အောက်ထက်ကအဖွဲ့သားတွေကိုပြန်ရှင်းပြနေတဲ့အချိန်မှာအိတ်ဆူရောက်လာပြီးစာရွက်တွေရဖြန့်ပြကအကိုကြီးဒါကဒီကောင်တွေရဲ့တင်းဘောမျိုးစားတိဆောက်ပုံပဲဖွဲ့စည်းထားပုံကရှင်းတယ်တေချာမှတ်မိအောင်ကြည့်တော့ပါလို့ပြောလို့မိမိနဲ့တေချာစွာကြည့်ရှုမှတ်သားထားရပါတယ်အဲ့ဒီအချိန်မှာအပေါ်တဲ့ရင်ရင်မှုရဲ့အတန်ချက်ဆက်ကနေအင်္ဂလိပ်ဘာသာနဲ့သတိပေးစကားပြောကြားတဲ့အံကိုကြားလိုက်ရပါတယ် သတိပေးချက်ကတော့မိမိတို့ဟာမြမတက်မတော်ရေရဖြစ်ပြီးတင်းတို့တင်းဘောပေါ်သို့တက်ရောက်ဆစ်ဆင်းမိဖြစ်ကြောင်းဆစ်ဆင်းမှုကိုအသာတရီခံယူစေလိုကြောင်းညင်းဆံမာကနိုင်ငံတကာရေချောင်းဥပဒေအရပြစ်ခတ်မိဖြစ်ကြောင်းဖြစ်ပါတယ်ရေရင်မှုရဲ့သတိပေးတာအဆုံးမှာတော့ရေရင် chief က rubber ဆက်လီအသင့်ဖြစ်ကြောင်းသတင်းလာရောက်ပို့လို့မိမိတို့အဖွဲ့လဲဆက်လီဘော်ကိုတက်ရောက်ခဲ့ပါတယ်ဆက်လီဘော်မှာတက်ခွင့်ဝင်စုစုပေါင်း12ယောက်ပါဝင်ပြီးရေတက်က2ဦးပါဝင်ပါတယ်ဆက်လီဟာရေထဲမှာမောင်းနေလာတဲ့အချိန်ဆက်လီမောင်းထံက EDA တမင်းလို့ပြောတယ်ကြလို့မိမိတို့အဖွဲ့ဟာတနတ်မောင်းချိန်ပြီးပြစ်မှတ်တင်းမောကိုချိန်ထားတာအသင့်လုပ်ထားလိုက်ပါတယ်ပြစ်မှတ်တင်းမောမှာကန်းကြီးနဲ့ခိုက်တရားအကွာမှာကြောက်ချထားခြင်းဖြစ်ပြီးကန်းကြီးဘက်တင်းမောနှဘေးမှာအသက်ကလေးတစ်စီးချိန်ထားတာကိုတွေ့ရပါတယ်မိမိတို့အဖွဲ့လည်းတင်းမောနှဘေးဂန်းဝေးအတိုင်းတင်းမောဘော်ကိုတက်ခဲ့ပါတယ်တင်းမောဘော်ရောက်မှာမိမိတို့အဖွဲ့ဟာအံ့ဩစရာကောင်းတဲ့မြင်ကွင်းကိုစတင်တွေ့ရှိခဲ့ရပါတယ် တင်းမောဥပိုင်းမှာလူ၁၄ဦးဟာမချိမဆန့်အနေထားနဲ့တေဆုံးနေကြပြီးအလောင်းအလုံးဟာမိသွေးတို့များကဲ့သို့မဲနှံနေကြပါတယ်မိမိတို့လည်းတွေ့မြင်လိုက်ရတဲ့မြင်ကွင်းကိုတုံ့လှုပ်နေရင်စကားပြောဆက်နဲ့မိမိတင်းမောကိုတရင်ပို့လိုက်ပါတယ်ထိန်းချုပ်ခန်းထဲကိုအရောက်မှာတော့စစ်တိုက်လာတဲ့မိမိတွင်သွေးပြက်စရာမြင်ကွင်းကိုထပ်မံတွေ့ရှိလိုက်ရပါတယ်ထိန်းချုပ်ခန်းပန်းကမှာနိုင်လုံညိုးနဲ့ကျိုးဆွဲချတည်နေတဲ့အလောင်းလုံးကိုတွေ့လိုက်ရပါတယ်တေဆုံးတဲ့သူကအသက်80ခန့်ဖြစ်ပြီးရင်ဘက်မှာကြောက်စူးပုံစေးမင်ကြောင်အရာ ရာမော့စ်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ကျမ်းမြင်ပေါ်မှာတော့ကြီးစံကုန်တွေပြန့်ကျဲနေပြီး AK47 တက်လက်လဲတွေ့ရပါတယ်။အဲ့ဒီခိုက်မှာတက်ကြဲဇွန်မြင့်ကအရက်ကြောင်ကြုံပြီးတနက်အောင်အတွဲလိုက်ပြစ်ခတ်ခါမိမိကိုယ်ကိုအဆုံးစီရင်ဖြစ်နိုင်တယ်လို့မှတ်ချက်ချပြောကြလိုက်ရာရေတက်ကလိုက်ပါလာတဲ့အိတ်ဆိုဘိုးခိုင်မြဲဦးကဆရာဇွန်မြင့်အရက်ကြောင်ကြုံပြီးတနက်နဲ့ပြစ်တယ်ဆိုရင်နေရာနှံ့ပြစ်ထားမှာပေါ့။ဒီမှာကြီးဦး तू ကဝင်ပေါက်ကိုပဲပြစ်ခဲ့တာကြီးကုန်တဲ့အထိပဲကျွန်တော်ကြီးပေါက်တွေရည်တွက်ကြည့်ပြီးကြီးကုန်တဲ့ကွက်တီပဲ။ သူရန်သူကိုမြင်လို့ပြစ်တာတေးကြတယ်လို့ဝင်ပြောမှမိမိကလည်းဟုတ်ပြီလေဒါဆိုသူ့ကိုဘလို့ရန်သူကဝင်ဆော်သွားတာလဲကြည့်ကြတာပေါ့လို့ပြောလိုက်ရာဘိုးခိုင်မြဲကအကိုကြီးသူပြစ်တဲ့အနေထားနဲ့ဆိုဝင်လာတဲ့ကောင်ကပြန်မပြစ်ဘဲဝင်လာလို့မရဘူးသူ့နောက်ကျောကနိုင်ရန်ကိုကြည့်လိုက်ဘာကြည်ရမှမတွေ့ဘူးတလက်ပြန်မပြစ်ဘဲဝင်လာတဲ့သဘောမှရှိတယ်လို့ပြောလိုက်လို့ဘာပြန်ပြောရမှမသိဖြစ်သွားတဲ့အချိန်မှာမိမိရဲ့တပည့်ကျော်ကြော်ထုံးကဘိုးကြီးသူ့ရန်သူကတလက်ကြီးကောင်မှဝင်လာပြီးသူ့ကိုချင်းချောက်ကျိုးဆွဲချတရားလုပ်သွားတာထင်တယ် ်သူပြောတဲ့စကားကိုကြားတော့အိတ်ဆူကဖိုးထွက်ရာမင်းစဉ်းစားကြည့်ပါဦးရမ်မော့စ်လိုပင်လယ်သမားကဒီတိုင်းငြင်းငြင်းလေးအသေးခံပါတယ်လားအ ਨੇ ဆုံးတော့လုံးထွေတက်ပုံမှာပဲဟာဒီမှာဘာမှယုံရင်ဆန်ခက်ဖြစ်ထားတဲ့လက္ခဏာမရှိဘူးလို့ပြောလိုက်ရာမိမိလည်းစိတ်ရှုပ်လာလို့တော်တော့ကွာငါတို့ဒီပြမတ်ကိုရှင်းဖို့ပဲပြမတ်ကပျောက်ပြီဆိုတော့ငါတို့လည်းမဆိုင်တော့ဘူးငါတို့တဲမှာအမှုလိုက်ရမယ်ညွှန်ကြားချက်အမိတ်မပါဘူးအဲ့လိုခန့်ကောက်ကောက်ပြောလိုက်မှအားလုံးငြိမ်သွားကြပါတယ်အချိန်ရည်ရဲ့ကို ရေရင်မှုထံသတင်းပို့ပြီးတဲ့နောက်မှာရေရင်မှုကကျွမ်းမော်တက်ရှင်းဖို့ဌာနချုပ်ကညွှန်ကြားလာကြောင်းပြန်ပြောပါတယ်။အဲ့ဒီအကြောင်းပြောပြဖို့အောက်ကိုဆက်လာတဲ့အချိန်မှာစစ်တပ်သားလေးကမိမိဟာမျက်နှာရည်မျက်နှာကဲနဲ့လှမ်းခေါ်လို့သူ့နားသွားပြီးဘာရောကွာမင်းကလည်းတမျိုးလိုမေးလိုက်ရာဘုံမှုကျွန်တော်အလောင်းလိန်ကုန်စစ်ပြီးပြီဘာဒဏ်ရာမှမတွေ့ဘူးအစိတ်မိတဲ့လက္ခဏာလည်းမတွေ့ဘူးတည်တာကတော့9ရက်လောက်ပဲကြာအောင်မယ်အလောင်းတွေက6နေတယ်သူရောတော်ရောတည်တာတော့မဟုတ်နိုင်ဘူးထင်တယ် သူကအဲ့လိုသတင်းပို့လိုက်တဲ့အခါမှာစိတ်ထက်ရှုပ်လာလို့အေးဟုတ်တယ်ဟေးဟုတ်တယ်ဟာလူဝင်တက်တာမဟုတ်ဘူးမကောင်းဆိုးဝါးတွေတက်သွားတာလို့အော်ပြောလိုက်မှတင်းမောဝေါ်မှမတထောင်တကောင်ဘွားစစ်သားကြီးတွေအပြေးလောအောက်ကိုပြေးဆင်းလာကြပါတယ်မိမိလည်းဒေါသထွက်လာလို့မအေးမေးတွေစစ်သားတွေဖြစ်ပြီးဒီလောက်ကြောက်တတ်ရသလားကွာလို့အော်လိုက်မှငြိမ်သွားကြပါတယ်အဲ့ဒီခိုင်မှာအိတ်ဆိုကအကိုကြီးကန်းကြီးကိုကြည့်ပါဦးလူတွေပြလို့ပြောလို့မိမိလည်းလှမ်းကြည့်လိုက်ရဟုတ်ပါတယ်လူ90ခန်းရှိပါတယ် မိမိတို့တင်းမောဘက်ကိုကြည့်နေခြင်းဖြစ်ပါတယ်။မှန်တော့လည်းကြည့်ကွာ။ဘာလို့မျိုးတွေဖြစ်နိုင်လဲလို့ကိုစီယိုစီကိုသတင်းပို့ပြီးညွှန်ကြားချက်တောင်းလိုက်အောင်မယ်။ပြောပြောဆိုဆိုသတင်းပို့လိုက်ရာရည်ရည်မှုကဒီနောက်အကျွန်းတွေမှာလူမနေဘူး။ခိုးဝင်လာတဲ့သူတွေဖြစ်နိုင်ကြောင်းသုံးသပ်ပြီးကမ်းမော်တက်ပြီးကွက်စိတ်နှင်းရှာဖို့အမိန့်ပေးပါတယ်။စီယိုထံကနေကမ်းတက်ရှင်းဖို့အမိန့်ရကြောင်းမိမိတက်ဖွဲ့သားများအားရှင်းပြပြီးကမ်းမော်တက်ဖို့ပြင်ဆင်စေလိုက်ပါတယ်။အဲ့ဒီအချိန်မှာအိတ်ဆူရောက်လာပြီး အခုကြီးကျွန်တော်မှန်ပြောနဲ့ကြည့်နေတော့လူတွေတိုးတဲ့ပြန်ဝင်သွားတယ်ဗျပုံစံတွေကစလုံးပုံစံတွေဒါပေမဲ့ဒီနားမှာလူနေတဲ့ကျွန်းရှိတယ်လို့မကြားဘူးဗျထူးဆန်းတယ်သူ့ပြောကိုကြားရမိမိကညီလေးကျွန်းမတော်တက်တော့မှအဖြေတိရတော့မှပဲဘူးမနေနဲ့လို့ပြန်ပြောလိုက်ပါလေပြောတာပြောရတယ်အမှန်တော့မိမိစိတ်ထဲမှာလည်းတမျိုးကြီးဖြစ်နေပါလေရာဘာဆက်လီလေးဟာကန်းကျင်နဲ့နီးလာတဲ့အခါဆက်သက်ပြီးတက်များနဲ့သာပြောင်းလှော်နေကြစဉ်မိမိလည်း나이ကိုကြည့်လိုက်ရာ ညနေ3:00နာရီထိုးလို့ပြီလို့သိလိုက်ရပါတယ်။ဒီတိုင်းဆိုရင်နောက်ထပ်တနာရီလောက်ဆိုရင်ရေတက်တော့မှာဖြစ်ပါတယ်။ကန်းကြီးကိုရောက်တဲ့အခါမိမိကဆက်လီမောင်းကိုစကားပြောဆက်တလုံးပေးထားပြီးအဆောင်အဖြစ်ချန်ထားခဲ့လိုက်ပါတယ်။ရင်ရင်မူးထံကန်းကပ်ပြီးကြောင်းသတင်းပို့လိုက်တဲ့အချိန်မှာရင်ရင်မူးက15မိနစ်တကြိမ်ဆက်သွယ်ရန်နဲ့ရေတက်ချိန်နှီးပြီဖြစ်ကြောင်းမှာကြားပါတယ်။ကန်းကြီးမှာတဲအဖြူတွေဖြစ်ပြီးအလွန်လှပပါတယ်။ဒါပေမဲ့တဲများကြားမှာနွန်အိုင်ငယ်လေးတွေလည်း အလွန်ပေါများစွာတွေ့နေရပါတယ်။ဒေါ်ဆက်ကိုရောက်တဲ့အခါမှာတော့အိတ်စုကခြေလန်းတန်သွားလို့လှမ်းကြည့်လိုက်တဲ့အခါမိမိအားလက်ရခွန်နေပြီးအုံးမင်တွင်ကိုလက်ညှိုးထုတ်ပြလို့ဘာတော့လို့မေးလိုက်ရဒီမလေးအကိုကြီးဒီရစ်တွေတွေ့လားဒါဒီရတက်ထားတဲ့အမှတ်ပဲမိမိလည်းကြည့်လိုက်ရအမှန်ပဲဒီရတက်ထားတဲ့အရစ်တွေဖြစ်နေပါတယ်မိမိကစိတ်ပေါ့ပေါ့နဲ့အေးလေအဲ့ဒါဘာဖြစ်တော့ပင်လယ်ကမ်းကြီးမှာဒီရတက်တာဆန်းလားအိတ်စုကမျက်လုံးပြူးပြီးအဲ့ဒီဒီရတက်ထားတဲ့အမှတ်ကိုတည်တည်ရှည်ရှည်ကြည့်ပါဦးဘလောက်မြင်တော့ စိတ်မနဲ့တိုင်းကြည့်တဲ့အခါဖះဖះ16ပြီလောက်မြင့်နေပါလေဒီတိုင်းဆိုဒီတက်ချိန်ရောက်ရင်ဒီကျွန်းဟာရေးမြုပ်သွားတာပေါ့ဒါဆိုခုနကတွေ့လိုက်ရတဲ့လူသားတွေဘလို့များหนีရပါလိမ့်တွေးရင်းနဲ့ရှေ့ဆက်တက်ရာတောရဲ့အောက်ခြေမှာမျိုးများကြောင့်ခရီးမတွင်လာပါဘူးမကြခင်မှာပဲတဲအင်္ဂလိပ်တွေကိုတွေ့ရပါတော့တယ်လူတွေကမိမိတို့ကိုမျက်လုံးအကြောင်သားနဲ့ကြည့်နေလို့အိတ်ဆူကစလုံးစကားနဲ့မကြောက်ရံပြောလိုက်ပါတယ်တဲတော်တဲ့အိတ်ဆူပဲသူပြောတာကို ဘသူမှနားမလဲတဲ့ပုံစံနဲ့တုတ်တုတ်မြတ်မလုပ်ကြပါဘူးအဲ့ဒီအခိုင်မှာမိမိလဲရှေ့ကတလင်းပြင်မှာဆော့နေတဲ့ကလေးငယ်လေးကိုအမတ်တမဲကြည့်လိုက်တဲ့အခါအဲ့ဒီကလေးငယ်ကလည်းပြန်ကြည့်အဲ့ဒီမှာစတွေ့တာပါပဲကလေးငယ်လေးကမိမိကိုပြန်ကြည့်တဲ့အချိန်ဟာမိမိတို့ကြည့်တဲ့ကဲ့သို့လဲပြန်လှည့်ကြည့်ခြင်းမဟုတ်ပဲခေါင်းတစ်ခုလုံးနောက်ပြန်လှည့်ကြည့်ခြင်းဖြစ်ပါတယ်မိမိလဲကြောင်ပြီးကြည့်နေတဲ့အချိန်တက်ကြဲဇွန်မြင့်ထံကအမေကယ်ပါဦးမြားလို့အော်ဒန်ကြားလိုက်တဲ့အခါမိမိလဲလိုက်မအောင်မိဖို့ရာစိတ်ထိန်ထားလိုက်ရပါတယ် ဟုတ်ကဲ့ဇော်မြင့်အော်မှာပေါ့သူ့နောက်ကအုံးသီးများ6လုံးကလိမ့်စင်းလာတာကိုတေချာကြည့်လိုက်မှအုံးသီးတွေမဟုတ်ဘဲခေါင်းပြက်တွေဖြစ်နေပါတယ်ဘုရောဘာတွေများဖြစ်ကုန်မှလဲတောချောက်နေတာလားအိတ်ဆိုကမိမိနားလာပြီးအကိုကြီးတခုခုပဲဗျဘာဆက်လို့ကြမလဲလို့မေးရသူ့စိတ်မှာဘလောက်ကြောက်နေတယ်မသိသူ့အတန်ကတုန်လှုပ်နေပါတယ်မိမိလဲစီအိုကိုကိုတို့တရင်ပို့မိမိစကားဆုံးအောင်မပြောနိုင်တော့ပါဘူးအိတ်ဆိုလေးခံရဲဦးလဲ မျက်လုံးအပြူစားနဲ့မိမိငေးနေရလိုက်ကြည့်တော့အလိုစိုးစိုးကမိမိတို့နောက်ကျောင်းပြန်လှည့်ကြည့်နေတဲ့ကလေးဟာမိမိတို့ထံကိုလာနေခြင်းပဲလာလာကလည်းမျက်နှာကမိမိတို့ပဲလှည့်ပြီးကိုလုံးကအနောက်ဖက်နောက်ပြန်ကြီးလာနေခြင်းဖြစ်ပါတယ်စိတ်တက်သားလပြန်တော်ထံကတနတ်တန်ကြားလို့ဝမ်းကြည့်လိုက်တဲ့အခါဘုံမှုဘာငံမှမသိဘူးလုံးလုံးဝမ်းဝမ်းညို့လို့ပြစ်လိုက်တာထိရသားနဲ့ဆက်ပြန်သွားတယ်ဗျလို့ပြောလို့မိုးပေါ်ကြည့်လိုက်တဲ့အခါမှာတော့နေတာမဟုတ်ငှက်များတော့ဟုတ်မှမတူတေးသေးချာချာကြည့်မှလူကောင်းပြက်ကြီးတွေပြန်နေခြင်းဖြစ်ပါတယ် မိမိနဲ့အဖွဲကိုတနေရာတည်းစုနေဖို့អော်ပြောလိုက်ပြီးအိမ်တလုံးကအတန်ကြားလို့သတိနဲ့လှမ်းကြည့်လိုက်တော့တသက်မှာတစ်ခါမှမမြင်ဘူးတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ယာဝင်အိုးကန်ရှိတဲ့ခေါင်းပြက်ကြီးတွေတရွတ်ရွတ်ထွက်လာပြီးမိမိတို့အရှိကိုရောက်မဇက်ဟလိုက်တဲ့အခါမှာသွားနေရမှာပါပဲသွားနေရမှာလူလက်တွေဖြစ်နေပါတယ်။အဲဒီနောက်မှာရှာပါထွက်လာပါတယ်။မိမိတို့မြင်ဘူးနေချာရှာမျိုးမဟုတ်ပဲနှစ်ခွနဲ့နှစ်ထပ်ကြီးဖြစ်နေပါတယ်။မိမိရဲ့အသိစိတ်ကအလိုလိုအမိန်ပေးနေတဲ့ဇာတ်ကိုអော်ပြောလိုက်မိပါတယ်။ ပြီးတော့ဟေးပြီးတော့ဟာရန်သူနဲ့တွေ့ရင်စတင်းကန်းဆက်လက်ကိုပိုက်လျက်မကြောက်မရွံ့အသေးခံပြစ်ဖို့နဲ့တက်ကြကြီးလှဆိုပင်ဘယ်ချင်းကလေးအပြေးလဲမသိမိမိရှိအတော်ပင်ရောက်နေပါပြီအရေးထဲမှာအရာပေါ်ဆိုဆိုလို့အလားတုံးက7မိနစ်ပင်မရှိတဲ့ခကြီးကအခုတော့ဒီရီတက်လာလို့ပူကြားနေပါတယ်ရေသံတဝုံးဝုံးကပူကျင်နေလို့မိမိကအဖွဲအားရက်လိုက်ရင်အချက်ပြလိုက်ပြီမဲ့ရေသံတွေကတော့ရက်မတော်ပါဘူးတေးကြပြီမိမိတို့နောက်ကိုဒဇွန်တစ်ခုလိုက်လာကြည့်ပြီ နားထောင်နေရင်စကားပြောဆက်ကနေရင်ရင်မှုရဲ့အတန်ထွက်လာပါတယ်ကိုမျိုးခမရတို့ဖွဲ့အခုချက်ချင်းထွက်ခဲ့တော့လှေလဲအမြန်နှုတ်ပြီးအသင်ဆောင်ခိုင်းထားလိုက်ရေပြာဝန်းကြော်တဲ့အထိလုံးဝမနာနဲ့ထွက်ခဲ့တော့သူ့အတန်အဆုံးမှာတော့မိမိတို့ဖွဲ့ပုံမူပြီးကြောက်စိတ်ဝင်လာတဲ့အချိန်တက်သားလေးတယောက်ကဟိုမာဟိုမာလို့လက်ညှိုးထိုးယူကြည့်လိုက်ရာခေါင်းပြက်ပေါင်းများစွာဟာမိမိတို့ထံလာနေပါတယ်ရေထဲမှာခြေထောက်နဲ့နင်းသလိုရေတွေဖွာထွက်နေပြီးရေတံများကိုကြားနေရပေမဲ့ကိုယ်လုံးမပါပါဘူးခေါင်းတွေကြီးတက်တက်ရွေချားနေကြမှာပဲ ခေါင်းပြက်ကြီးတွေဟာမျက်နှာတည်တဲ့ပါသလိုပြုံးပြနေတဲ့သူတွေလည်းပါပါတယ်။မိမိလည်းဗဇက်ကဘာမှမပြောနိုင်တော့ပဲဆက်ပြီးတော့တစ်ဖွဲ့လုံးလည်းပြေးမိရတာပေါ့။ကန်းကြီးရောက်တော့မိမိတို့အလားတုံးကမြင်ခဲ့ရတဲ့တဲတောင်မြင်ဖြူဖွေးဖွေးရမရှိတော့ပါဘူး။အဲ့လိုပဲမိမိတို့ပြစ်မှတ်ထားတဲ့တင်းမောဟာလည်းအလားတုံးကလိုကန်းကြီးနဲ့မှလားမကမ်းမှမဟုတ်တော့ပဲမိမိတို့ရှေ့နားမှာရောက်နေပါတယ်။အဲ့ဒီအခါမှာတော့အောက်ကိုငုံကြည့်မိတဲ့အခါရေဟာစိမ့်ဖက်မှန်အောင်လင်းနေတာကိုတွေ့ရပြီးငါးရီကူးခတ်နေတာကိုပင်မြင်နေရအောင်ကြီးလင်းနေပါတယ်။ ရာဘာလီဘော်ရောက်ဆက်လီမောင်းရဲဘော်လေးကဆက်ကုံဖွင့်ပြီးမောင်းလာတော့တယ်မိမိတို့တင်းဘောကိုလှမ်းကြည့်လိုက်တော့ဆန်နိုးထားပြီးအသင့်ဆောင်နေတာကိုတွေ့ရပါတယ်အဲ့ဒီအခိုက်မှာရေရဲ့အယောင်ဟာရုတ်တရက်စိမ့်ဖက်မှန်အယောင်ကနေအပြာအယောင်ကိုပြောင်းသွားပါတယ်မိမိတို့တင်းဘောပေါ်ရောက်ရင်ရောက်ချင်းမှာပဲတစ်ဖွဲ့လုံးပလက်လန်ချလိုက်ပါတယ်ရေရင်မှုကမိတာတွေကိုတောင်ဘာမေးမှန်းမသိလိုက်တော့ပါဘူးတောင်းအောင်ကြမှာတက်သားကြော်ထွေးကတော်ပြီနောက်တစ်ခါကန်တက်စစ်စင်ရေးဆိုလိုက်တော့ဘူးဗျာ ကုန်းပေါ်မှာရန်သူနဲ့လက်တကမ်းတိုက်တာတောင်ဒီလောက်ကြောက်စရာမကောင်းဘူးလို့ပြောပြောဆိုဆိုနေပင်အမေရေးသားဖြစ်ကိုလာကြည့်ပါဦးမယားလို့အောင်ကိုကမှတဖွဲ့လုံးရည်နိုင်ကြပါတော့တယ်ထင်းချုပ်ခန်းထဲကိုသွားပြီးရင်ရင်မှုထံဖြစ်သမျှကိုသတင်းပို့လိုက်ရာအေးပြကျွန်တော်လည်းအဆောက်အအုံမထားမိဘူး chief လာပြောတော့မှ sonar test လုပ်ကြည့်တော့ကျွန်းကအောက်ခြေမှာဘာမှမရှိဘူးကျွန်းမျိုးကြီးလိုဖြစ်နေတာပေါ့ဗျာစိတ်ပူပြီးကိုမျိုးစီကိုဆက်နဲ့လှမ်းပြောနေတော့ကောင်းလေးတွေက CO ကျွန်းကရေတွေအယောင်တွေထွက်နေတယ်လို့လာပြောမှကျွန်တော်တို့ ပင်လယ်ခီးတွေပြောပြောနေတဲ့ပုံမြင်ကိုပြန်သတိရသွားတာမြေပေါ်မှာပြန်ကြည့်ပြီး GPS နဲ့ထောက်လိုက်တော့ကျွန်တော်တို့ရီမန်းချက်ကျွန်းကရေမိုင်၄မိုင်လောက်လိုသေးတယ်ထူးဆန်းတာကကျွန်းကြီးတစ်ခုလုံးရေဒါမှလည်းမပြဘူးကျွန်တော်လည်းဘယ်လိုနားလည်ရမလဲမသိတော့ပါဘူးဗျာလို့ရှည်ရဲစွာပြောလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာအောက်ထက်ကအတန်တွေဆူညံနေလို့လှမ်းမိကြည့်တဲ့အခါအိတ်ဆူကတက်လာပြီးစီယိုနဲ့အကိုကြီးမှန်မြောင်းနဲ့လှမ်းကြည့်လိုက်ပါအောင်ခုနကကျွန်တော်တို့တက်ခဲ့တဲ့ကျွန်းကိုလို့သတင်းပို့လာလို့ရေရင်မှုကမှန်မြောင်းနဲ့ကြည့်တဲ့အခါကဲကိုမျိုးခိုင် ခမရကိုယ်တိုင်ကကြည့်လိုက်ပါတော့ဗျာဆိုပြီးမြောက်ဖက်2.3ဒီဂရီလောက်ကိုရွှေ့ပြီးကြည့်လိုက်ပါဆိုလို့မိမိနဲ့ကြည့်လိုက်ရာအစောကမိမိတို့တက်လာတဲ့ကျွန်းဟာရွေ့နေပါတယ်။တေချာကြည့်တော့မှကျွန်းမဟုတ်ပဲနှစ်ပင်တက်အေယာမရွက်လီကြီးဖြစ်နေပါတယ်။မြောက်ဖက်ကိုအနေငယ်ရွှေ့ကြည့်လိုက်မှမိမိတို့ရဲ့ရီမက်ချက်ကျွန်းကိုတွေ့ရပါတယ်။မိမိလည်းနားမလည်နိုင်စွာနဲ့ရွက်လီကြီးဘက်ကိုပြန်ကြည့်လိုက်တဲ့အခါခုနကတော့ကျွန်းပေါ်မှာအိမ်ထဲကထွက်လာတဲ့ခေါင်းပြက်ကြီးဟာပယ်ထင်းစင်ပေါ်မှာအချနာနေရာယူပြီးတက်မှကင်နေပါတယ်။ ီတစ်ခါမှာတော့ခေါင်းကြီးမဟုတ်တော့ပါဘူးခန္ဓာကိုယ်အပြည့်စုံနဲ့ဖြစ်ပါတယ်အဲ့ဒီနောက်မှာရင်ရင်မှုကအဲ့ဒီရွက်သင်းမောဟာပင်လယ်ခီးသွားတွေကြားမှာပုံမြင်သဖွယ်ဖြစ်နေတဲ့ပင်လယ်ဓမြဘူအာလရဲ့နတ်ဆိုးဒီမွန်အမည်ရှိ ရွက်သင်းမောကြီးဖြစ်ကြောင်းအိန္ဒိယသမုဒ္ဒရာထဲမှာကျင်လည်ကျဆင်းနေခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်လောက်ကယနေ့ထက်ထိအဲ့ဒီသင်းမောကြီးဟာထူးဆန်းစွာပျောက်ဆုံးနေကြောင်းပြောပြပါတယ်အဲ့ဒီတော့မှမိမိလဲလောကကြီးမှာငါတို့လိုက်မမီသေးတဲ့ဖြစ်ရည်တည်ရှိသေးကြောင်း တိပြုမိပြီးကျန်ကျန်ဖန်ဖန်ကျွန်တော်တို့နဲ့မျှလာဆုံးနေဗျာလို့မိတမ်းမိရင်အိတ်ဆိုမှဒါဆိုကျွန်တော်တို့ကံကောင်းလို့တွေ့တာပေါ့နော်ဟုဝင်ပြောရာရေရင်မှုကငါလက်ခွီးကံကောင်းမှလားနောက်သာကြရင်ရာမို့စတင်မော့လို့ပြောငါတို့တင်မော့တစ်စီးလုံးဖြစ်ပြီကွာလို့ပြောချလိုက်ပါတော့တယ်အခုလိုဘုဒ္ဓရဇရဲ့ဗီဒီယိုတွေကိုအစ်စ်တင်နိုင်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုရပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်